အဲ့ဒါကိုလေဒီဆိုတော့ဘုရားကြီးကဘလူလေးရေးပြတယ်ဝတ္တန်တရာရှိမင်းစွာ၌သူငါကစ ဖြစ်သည်မြကတတ္တမဟုတ်ဓမ္မံထုတ်သောနံယုံနှစ်သိန်းအမြင်လင်းလော့အရင်အဝိဇ္ဇာထိုမှဖြာ၍ဇရာမရဏအဆုံးကြသည်ဓမ္မအပြာ၁၂ပါးကိုဤကားလူပင်ဤလင်းနှစ်ပဲအထင်လွဲလျက်တဝဲလီလီဝွင့်ွယ်စီဤ ရှိလေသမျှအနန္တကဒုက္ခဟူသည်မြူမြမကွက်အဆက်ဆက်လျင်တတ္တဒုက္ခဓမ္မံရသည်ဘဝဤကိုဖြစ်ထုံးသည်တဲ့ယုတ်ဒီနယ်နေစဉ်ဆက်မပြတ်ဖြစ်ပေါ်နေတာကိုတန်လျာလို့ခေါ်တော့နော်ကုจุတို့ဒါယုတ်ဒီနယ်နေစဉ်ဆက်မပြတ်ဖြစ်နေတာပဲဒီဘဝကြီးဒါကိုမြတ်စွာဘုရားဘလို့မြင်ပြတာတော့တတ္တဆင်းရဲဒုက္ခရဲ့အဆူဝီကြီးဖြစ်နေခြင်းပဲ အဲ့ဒါကိုလေဒီဆိုဘုရားကြီးကအလွန်ဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်ကြီးဆိုတော့အလွန်ပြောင်မြောက်တဲ့စကလုံးလေးတွေတုံးပြီးတော့လင်္ကာလေးရေးထားဝတ္တန်တရားရှီမင်းစွာ၌သူငါကစဖြစ်သည်မြကတတ္တမဟုတ်ဓမ္မံထုတ်သောနာယုံနှစ်သိန်းအမြင်လင်းလော့တတ္တဝရိုင်းတတ္တဝရိုင်းသူသူငါငါဘဝတန်တရားတခြားအလွန်ရှီလျားတဲ့ဘဝတန်တရားဒီကနေ့ချိန်ထိဖြစ်လာခဲ့ကြတာတကယ်စင်စစ်အဲ့ဒါတွေဟာ ုဂ္ဂိုလ်တတ္တဝါမဟုတ်ဘူးတဲ့လူတွေနဲ့တွေပြမာတွေအိဆန်တွေလည်းမဟုတ်ဘူးတဲ့အဲ့ဒါဘာတုံးလို့မေးရင်ရုံးဏမျိုးပဲတဲ့တတ္တမဟုတ်ဓမ္မံထုတ်တော်နာယုံနှစ်သိန်းအမြင်လင်းလောတဲ့ပေါ့ပြန်မှုအစုအဝေးကြီးနဲ့အာယုံကိုတည်တဲ့ခံစားတဲ့မှတ်သားတဲ့စေစောတုံးပြန်တတ်တဲ့နန္ဒရုဒ္ဒနန္ဒနှမျိုးစုပြီးတော့ဖြစ်နေတာပုဂ္ဂိုလ်တတ္တဝါဆိုတာရှိကိုမရှိဘူးတဲ့ဟုတ်လား ဒါကိုရေးတာနော်ဝတ္တန်တရားရှိမင်းစွာ၌သူငါကစဖြစ်သည်မြကတတ္တမဟုတ်တတ္တဝမဟုတ်ဘူးလို့ပြောတာတတ္တမဟုတ်ဓမ္မံထုတ်တော်နာယုံနှစ်သိန်းအမြင်လင်းတော့နာယုံနှမျိုးပဲဖြစ်နေအဲ့ဒါကိုနည်းနည်းလေးအကျေချဲ့ပြတယ်အရင်အဝိဇ္ဇာထိုမှဖြာ၍ဇရာမရဏအဆုံးကြသည့်ဓမ္မအပြား၁၂ပါးကိုအဲ့ဒီနန္ဒီယုတ်တွေစဉ်းစားမပြတ်ဖြစ်ပေါ်နေပုံလေးကိုမြတ်စွာဘုရားက ဩဝိဇ္ဇာပစ္စယသင်္ခါရာလို့အစချီပြီးတော့ဟောလိုက်တာဘယ်ရောက်သွားတော့နော်ဇာတိပစ္စယဇရာမရဏအထိရောက်သွားအဲ့ဒါကိုရေလိုက်လို့ရှင်12မျိုးရှိ